်မင်္ဂလာပါရှင်ဘုန်းကြီးတော်မူသောသခင်ယေရှုခရစ်တော်ဤနာမတော်အားဖြင့်ခွန်အားတဲ့နေ့စဉ်နှုတ်ကပတ်တော်အစီအစဉ်မှာကြိုဆိုပါရရှင်ပထမဦးဆုံးဖျားသခင်ရဲ့ကြီးတော်ကိုချီးမွမ်းပါတယ်ကျွန်တော်တို့ဤထာဝရဆုလက်များဆိုတဲ့ကောင်းစဉ်နဲ့ကောရိန္သုဩဝါဒစာပထမဆုံးအခန်းကြီး3အငယ်9ကနေ15အထိကို ဆင်ကျင်သွားခြင်းပါလေပောလူကအဘေသူနီအာပောလူကအဘေသူနီအခြားသောသူမဟုတ်သာဝရဖျားသည့်အတီတီတို့အားအခွင့်ပေးသနာတော်မူသည်နှင့်အညီသင်တို့ကိုယုံကြည်ခြင်းသို့ရောက်စေသောဓမ္မဆရာပေသည်ငါသည်စိုက်ပျိုးသောသူဖြစ်၏အာပောလူသည်ရေလောင်းသောသူဖြစ်၏အပင်ကို ကြီးပွားစေသောသူကဖျားသခင်ပေသည် စိုက်ပျိုးသောသူမတတ်နိုင် ရေလောင်းသောသူလည်းမတတ်နိုင် ကြီးပွားစေတော်မူသောဖျားသခင်သာလျှင်တတ်နိုင်တော်မူ၏သို့တော်လည်းစိုက်ပျိုးသောသူနှင့် ရေလောင်းသောသူသည်တလုံးတဝတည်းဖြစ်၍အတိအတိမိမိလှုပ်သည့်အတိုင်းမိမိအကျိုးကို ခံရလိမ့်မည်ငါတို့သည်ဖျားသခင်ထံ၌အလုလုသောသူချင်းဖြစ်ကြ၏သင်တို့သည်ဖျားသခင်ဤဥယင်တော်ဖြစ်ကြ၏ဖျားသခင်ဤကြောင်းတော်တိုက်လည်းဖြစ်ကြ၏ ဘုရားသခင်ဤခြေဆုတော်ကိုငါခံရသည်နှင့်အညီလိမ္မာသောပိတုကာကဲ့သို့တိုင်မြစ်ကိုချပြီးအခြားသောသူသည်ထတ်ဆင်၍တိဆောက်လေ၏တို့ရတွင်အဘယ်သို့ထတ်ဆင်၍တိဆောက်သည်ကို လူတိုင်းတတိပြုပါစေအကြောင်းမူကားယေရှုခရစ်သည်ဟူသောခြားလျက်ရှိသော တိုင်မြစ်မှတပါ အခြားသော တိုင်မြစ်ကိုအဘယ်သူမျှမချနိုင်ထိုတိုင်မြစ်အပေါ်၌ရွှေငွေကြောက်ကောင်းတစ်သားမြက်ပင် ကောက်ရိုးများကိုတက်ဆင်၍တိဆောက်တော်သူရှိသည်မြအတိအတိလုတ်သောအလုတ်သည်ထင်ရှားလိမ့်မည်အဘေသူနီးဟုမူကားပေါ်ပြချိန်နေရသည်မိအားဖြင့်ထင်ရှားစေလိမ့်မည်လူတိုင်းလုတ်သောအလုတ်သည်အဘေသူသောအလုတ်ဖြစ်သည်ကိုမိသည်စစ်ကြောစုံစမ်းလိမ့်မည်ထိုတိုက်မြင့်အပေါ်၌ထက်ဆင်၍တိဆောက်သောအကျဉ်သူဤအလုတ်သည်မြဲ၏ထိုသူသည်အကျိုးကို ခံရလိမ့်မည် အကျဉ်သူဤအလုတ်သည်ကျွမ်းလောင်ဤထိုသူသည် အရှုံးခံရလိမ့်မည်သို့တော်လည်းမိနစ်လွတ်ကဲ့သို့သူသည်ကဲတင်ခြင်းသို့ရောက်လိမ့်မည်သခင်ယေရှုခရစ်တော်နှင့်ပတ်သက်ပြီးတော့မှကျွန်တော်တို့ဆုလက်တွေကိုချီးမြှင့်ပေးမဲ့သူအဖြစ် တွေးမိဘူးခဲ့ချသလားတော့မသိပါဘူးမဿဲအခန်းကြီး30အငယ်40နှစ်မှာအကျဉ်သူသည်တပည့်တော်ဤမျက်နာကို ထောင်၍ဤသူငယ်တစ်စုံတစ်ယောက်အားဤတစ်ခွက်ကိုမြပေး၏ ထိုသူသည်အကျိုးကိုမရဘဲမနေရငါအမှန်ဆိုသည်ဟုမာထားတော်မူ၏လို့သခင်ယေရှုခရစ်တော်ကဆိုထားခဲ့ပါလေဒါကတပည့်တော်တယောက်ရဲ့မျက်နှာကိုထောက်ပြီးတော့သူငယ်တစ်စုံတယောက်ကိုရေတစ်ခွက်လောက်ပေးမယ်ဆိုရင်ထိုက်တန်တဲ့အကျိုးကိုမရဘဲမနေဘူးဆိုတဲ့အကြောင်းကိုသခင်ယေရှုခရစ်တော်ကမိန်တော်မူခဲ့ခြင်းပဲဖြစ်တယ်။သခင်ယေရှုခရစ်တော်အတွင်အာစာနီတယောက်လိုအသေးခံခြင်းက အရေးကြီးတယ်လို့ပဲ ခရစ်တော်ရဲ့တပည့်တော်တယောက်ရဲ့မျက်နာကိုထောက်ပြီးတော့ရေတစ်ခွက်ကိုလိုအပ်နေတဲ့သူတယောက်ကိုပေးခြင်းဟာလည်းပဲအရေးကြီးပါတယ်ကျွန်တော်ကိုကယ်တင်တဲ့အရှင်သခင်ယေရှုခရစ်တော်ကသူနဲ့ပတ်သက်ပြီးတော့စေတနာနဲ့ပြုခဲ့တဲ့အရာဘလို့အရာကိုမှလိလူရှုမှာမဟုတ်ပါဘူးကျွန်တော်ယုံကြည်သူတယောက်ချင်းစီမှာဘုရားသခင်ပေးထားတဲ့အစွမ်းအစတွေကတယောက်နဲ့တယောက်မတူပေမဲ့ဘုရားသခင်ပေးထားတဲ့အစွမ်းအစတွေကိုကောင်းကင်နိုင်ငံတော်အတွက် သိမ်းမထားဘဲနဲ့အသုံးပြုခဲ့တဲ့ယုံကြည်သူတိုင်းအတွက်ထာဝရဆုလက်တွေကိုပေးမှာဖြစ်တယ်။မဿဲအခန်းကြီး25အငယ်27မှာ အရှင်ကလည်းတာဓုတစ္ဆာရှိသောငေသားကောင်တင်းဒီအမှုငယ်၌တစ္ဆာဆောင်လေပြီ။များစွာသောအမှုအခွင့်ကိုတင်း၌ငါအပ်ပေးမည်။တင်းဤသခင်နှင့်အတူစည်းစိမ်ကိုဝင်စားလောဟု မိန့်တော်မူ၏လို့ဆိုထားခြင်းက ဘုရားသခင်စီကချီးမွမ်းခြင်းပဲဖြစ်တယ်။နိုင်ငံတော်ကျယ်ပြန့်လာစေဖို့ဘုရားခင်အထားတဲ့အစွမ်းအစတွေကိုအသုံးပြုမျှဝေခဲ့ခြင်းအတွေ့ခရစ်တော်ရဲ့ဝမ်းမြောက်ခြင်းအကြောင်းပဲဖြစ်တယ်ဆိုတာကိုတွေ့ရပါတယ်။တမန်ကျမ်းစာကိုကြည့်မယ်ဆိုရင်ကိုယ်အတွက်မဟုတ်ဘဲနဲ့သခင်ယေရှုခရစ်တော်အတွက်တစ္ဆာရှိရှိအသက်ရှင်ခဲ့တဲ့သူတွေကိုဘုရားသခင်ပေးမဲ့သရဖူတွေကိုလည်းပေါ်ပြထားပါတယ်။အဲ့ဒါတွေကမပျက်စီးနိုင်တဲ့သရဖူဝမ်းမြောက်ခြင်းသရဖူဖြောင့်မတ်ခြင်းသရဖူ ုံကြည့်တဲ့တရဖူအသက်တရဖူတွေပဲဖြစ်တယ်ကျွန်တော်တို့ယုံကြည်သူတွေခရစ်တော်အတွက်ပူပရောမနာခံ အသက်ရှင်လေးလေးထာဝရဘုန်းတော်ကိုရောင်ပြန်ဟတ်ထွန်းတောက်စီဖို့အတွက် ကျွန်တော်တို့ရဲ့စွမ်းရည်ဟာကြီးမားလေးလေးပဲဖြစ်တယ်တကယ်တော့ကျွန်တော်တို့ရဲ့အကြီးမားဆုံးဆုလက်ကတော့ခရစ်တော်ကိုယ်တိုင်ပဲဖြစ်တယ်ခရစ်တော်ရဲ့သရုသမီးတွေဖြစ်ရခြင်းပဲဖြစ်တယ်ခရစ်တော်နဲ့ကျွန်တော်တို့ရဲ့ဆက်ဆံရေးဟာကျွန်တော်တို့ကြားမှာဘာအပြစ်မှမပါဝင်မနဲ့လုံးဝပြည့်စုံနေမှာဖြစ်တယ် ျွန်တော်ကမြေကြီးပေါ်မှာကိုတော်ကိုနှစ်သက်စေတာထဲသူနဲ့ဆက်ဆံခြင်းဟာကောင်းကင်နိုင်ငံတော်မှာပို့ပြီးတော့ကျွဲဝခြင်းနဲ့အတူစိတ်ကြည်နပ်မှုကိုပို့ရရှိစေမှာဖြစ်တယ်။ဒီဘဝမှာကျွန်တော်တို့လှုပ်ဆောင်နေတဲ့အရာကနောင်လာမယ့်ဘဝအတွက်ဘုရားသခင်က ကျွန်တော်တို့ကိုဘလို့ကောင်းကြီးပေးမယ်ဆိုတဲ့အတိုင်းအတာအတစ်ခုအထိ ဆုံးဖြတ်မှာဖြစ်တယ်။အခုကျွန်တော်တို့ဟာကိုတော်အတွက်အသက်ရှင်နေမယ်ဆိုရင်ကျွန်တော်တို့ဟာနောက်ဆုံးတော့ကျွန်တော်တို့ရဲ့ တရဖူတွေကိုခြေတော်ရင်းမှာချထားခွင့်ရရှိမှာဖြစ်တယ်။ဇာနာရှင်ချင်းခဲ့တဲ့သူတိုင်းထာဝရယင်းနီးမြုံနံဖို့အခွင့်အရေးတစ်ခုအဖြစ်အခုလောကကဘာမြေပေါ်မှာနေတိုင်းတစ္ဆာရှိစွာ အသက်ရှင်သွားနိုင်ကြပါစေ။အာမင်။ဤခွန်အားတဲ့နှုတ်ကပတ်တော်အစီအစဉ်သည်နေ့စဉ်တင်ဆက်သောအစီအစဉ်ဖြစ်သောကြောင့်စောင့်မျှော်၍ဝိညာဉ်ခွန်အားယူပါရန်မေတ္တာဖြင့်လို့ဆော့အပ်ပါသည်။